ဆွလမ်းမှုကိုဖျောက်တော့ဆွလမ်းမှုကိုဖျောက်ဆိုဗာနဲ့ဖျောက်အောင်ပါတော့ချုပ်ကိုရုပ်လို့ပဲမှတ်တာနန်းကိုနန်းလို့ပဲမှတ်တာငါလို့မမှတ်နဲ့ငါလို့မထင်နဲ့ကြိုးစားပြီးတော့ဝိပဿနာဉာဏ်မြင်အောင်ကြိုးစားအဲ့ဒါလို့ထားလို့ရှိရင် ခုပြောတဲ့ပြဿနာတွေမရှိတော့နော်အိုးလိုက်ရင်ငါအိုးတာမဟုတ်ဘူးယုတ်တရားအိုးတာနန်းတရားအိုးတာပြက်သွားရင်လည်းငါပြက်တာမဟုတ်ဘူးယုတ်တရားနန်းတရားပြက်တယ်ငါဟာပြက်တာလည်းမဟုတ်ဘူးငါနဲ့ ်ချုပ်တရားနဲ့တရားတွေနဲ့ခွဲထားလိုက်တယ်ခွဲထားလိုက်ရင်တောကအတ္တသာသွားပြီအဲ့လိုမှမဟုတ်ရင်ငါမှဖြစ်ရလေချင်းငါမှဖြစ်ရသလားသူများတွေကြတော့ပြောရွှင်တယ်ငါကြမှဖြစ်ရသလားမဟုတ်သူတူပဲအလုံးဟာနော်အလုံးဟာဖြစ်ကြမှာရှိပဲအဲ့ဒီလိုမမကံကနှလုံးသွင်းနိုင်ဖို့ရသော်ဗျာဒီတုတ်တန်ကိုခေါ်တာဖြစ်ပါတယ်ဒီနှစ်ခုဟာရသော်ဗျာ ဒီတဏ္ဍာရဖြစ်ရခြင်းဟာဒီဆွလန်းမှုကြောင့်ဖြစ်တယ်ဒိဋ္ဌိနဲ့တဏှာမာယာနဲ့အမြင်နဲ့ဆွလန်းခြင်းငါဟာလို့သိမ့်ပိုက်လို့တဏှာနဲ့ဆွလန်းခြင်းအဲ့ဒီဆွလန်းမှုနှစ်ခုသည်တဏ္ဍမှုကိုဖြစ်ပေါ်စေတယ်အဲ့ဒီဆွလန်းမှုမရှိဘူးဆိုလို့ရှိရင်တဏ္ဍမှုကိုဖြစ်စေအဲ့ဒီဒီအကြောင်းနဲ့အကျိုးကိုမြတ်စွာဘုရားဟောတာဘာရှုလို့မဟုတ်ဘူး ။ဘာရှုလို့မဟုတ်ဘူးဆိုတာကောက်ချက်ချခြင်း။ရှုဝေဒနာသင်ညာသင်္ခါရဝိညာဉ်ဆိုတဲ့ခန္ဓာ၅ပါးကိုငါလို့မမြင်နဲ့။ငါဟာလို့လည်းမမြင်နဲ့။နော်။ရှုဝေဒနာရုပ်ဝေဒနာလို့ပဲမြင်ဆို။ဒါဝိပဿနာအမြင်ဖြစ်အောင်ကြိုးစားအမှန်မြင်ဖို့ကြိုးစားဆိုရဲတမ္မဋိဋ္ဌိဝိပဿနာတမ္မဋိဋ္ဌိအမြင်ရဖို့မြတ်စွာဘုရားဟောကြားတာဖြစ်တယ်။မှန်မြင်ဖို့ဟောတာပဲဖြစ်တယ်။ဒါကြောင့်အမှန်မြင်ခြင်းအဖြစ်ကိုယ့်ရဲ့ ဒီတန်တာခြင်းစိတ်ပူလောင်ခြင်းဆင်းရဲဒုက္ခရခြင်းဆိုတာဒီမဖြစ်အောင်ကာဝေတသိနိုင်တာဟာဝိပဿနာဉာဏ်ပဲဖြစ်တယ်